ထိုင်းနိုင်ငံမှာအလုလလုတဲ့အသက်25နှစ်အရွယ်မြမအမျိုးသားတအူမှအယက်မူပြီးထိုင်းအမျိုးသမီးတအူကိုအနောက်ကနေအတင်းဝင်ဖတ်ခဲ့တာကြောင့်ပြဿနာတွေအကြီးကျယ်တက်သွားခဲ့တဲ့ဆိုတဲ့ထိုင်းတည်င်းကိုကျွန်တော်ပြန်လေပြောပြပြီးသွားမှာပဲဖြစ်ပါတယ်။ ဖြစ်စဉ်ကတော့3လပိုင်းရှိရနေည7:00နာရီအချိန်လောက်ကထိုင်းနိုင်ငံဘန်ကောက်မြို့စုဆဝ38လမ်းမရှိတဲ့အငှားတိုက်တံရတစ်ခုမှာအသက်25နှစ်အရွယ်မြန်မာအမျိုးသားတအူမှာအယက်မူပြီးထိုင်းအမျိုးသမီးတယောက်ကိုအနောက်ကနေအတင်းဝင်ဖတ်တဲ့အပြင်ဓာကင်ပြီးတိုက်တံရပေါ်မှာတောင်းညင်းနေတာကြောင့်ပတ်ဝန်းကျင်ကလူတွေမှာရဲတိုက်ခဲ့ပါတယ်ဒီလိုနဲ့အခင်းဖြစ်ခဲ့တဲ့နေရာကိုထိုင်းရဲတွေရောက်လာတဲ့အခါမှာတော့ တရက်ခန့်ဖြစ်သူနေထိုင်တဲ့တိုက်တန်ရမှာပထမဓာတ်ကနေ၅ဓာတ်မြောက်ထီအောင်ကိုတောက်လျှောက်သွေးစက်တွေကိုတွေးခဲ့ရပြီး၅ဓာတ်ပေါ်ကိုရောက်တဲ့အခါမှာတော့တရက်ခန့်ဖြစ်သူဟာအော်ဟစ်တောင်းညံနေခဲ့ပါတယ်။အလုံနဲ့ထိုင်ရတဲ့ဖွဲ့မှာတရက်ခန့်ဖြစ်သူမြန်မာအမျိုးသားကိုဝိုင်းဝန်းဖမ်းချုပ်ပြီးရဲစခန်းကိုခေါ်သွားခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးထိုင်းတင်းမှပြောတာကတော့တရက်ခန့်ဖြစ်သူအသက်25နှစ်အရွယ်ထူးဆိုတဲ့မြန်မာအမျိုးသားဟာအထည်ကျုပ်စက်ရုံတစ်ခုမှအလုလုပြီးမိမရှိတဲ့အခင်ဖြစ်ခဲ့တဲ့ညနေကတရက်ခန့်ဖြစ်သူဟာတငယ်ချင်းနဲ့အတူအရက်သွားတောင်းရင်တရက်ခန့်ဖြစ်သူထူးဆိုသူမူသွားတော့သူ့ရဲ့တငယ်ချင်းဟာတရက်ခန့်ဖြစ်သူကိုပြန်လိုက်ပို့ခဲ့ပါတယ်ပြန်လာနေရင်နဲ့ထူးဆိုသူဟာသူငှားနေတဲ့တိုက်အောက်ကိုရောက်တော့ တိုင်အောင်မှာထမင်းထိုင်စားနေတဲ့ထိုင်းအမျိုးသမီးတူကိုတွေ့ပြီးအနောက်ကနေအတင်းဝင်ဖတ်ခဲ့ပါတယ်ဒီလိုနဲ့ဗလိုင်းကြီးအဖက်ခန့်ခဲရတဲ့ထိုင်းအမျိုးသမီးမှာရုံးကန့်ခဲ့ပြီးလွတ်သွားတဲ့အခါမှာတော့တရက်ခန့်ဖြစ်သူထူးဆိုးသူကိုစောင်းကန့်ခဲ့ပါတယ်အဲ့အခါမှာတော့တရက်ခန့်ဖြစ်သူဟာရှက်သွားပြီးတရက်ခန့်ကိုပြန်လိုက်ပို့ခဲ့တဲ့တငယ်ချင်းဖြစ်သူမှာပြဿနာတွေဖြစ်မှကြောက်ပြီးတရက်ခန့်ကိုဆွဲကာတိုက်ပေါ်ကိုခေါ်သွားခဲ့ပါတယ်အဲ့လိုနဲ့တိုက်ပေါ်ကိုရောက်တော့တရက်ခန့်ဖြစ်သူထူးဆိုးသူဟာအော်ဟေးတောင်းညံခဲ့ပြီးအခန်းထဲမှာရှိတဲ့ဓမ္မကိုယူကာဟိုယန်းဒီယန်လောက်ပြီးနယံနေကိုရှောက် ခုတ်ခဲ့တာကြောင့်သူ့ကိုအခန်းပြန်လိုက်ပို့တဲ့တငယ်ချင်းမှဝင်ဆွဲရင်လက်ကိုခုန်မိသွားခဲ့ပါတယ်။အဲအခါမှာတော့ပတ်ဝန်းကျင်ကလူတွေမှတရက်ခန့်ရဲ့တငယ်ချင်းကိုစေယုံပို့ပေးခဲ့ပြီးတရက်ခန့်ဖြစ်သူကိုရဲတိုင်ခဲ့ပါတယ်။ဒီလိုနဲ့ထိုင်းရဲတွေရောက်လာပြီးနောက်မှာတန်းရဘုံမှာတောင်းញံနေတဲ့မြမအမျိုးသားအသက်25နှစ်အရွယ်ထူးဆိုသူကိုဖမ်းချုပ်ပြီးရဲစခန်းကိုခေါ်သွားခဲ့ပါတယ်။နောက်ပြီးတရက်ခန့်ရဲ့အနောက်ကနေအတင်းဝင်ဖတ်တာကိုခံခဲ့ရတယ်။အသက်38နှစ်အရွယ်ခွန်လီးဆိုတဲ့ထိုင်းအမျိုးသမီးပြောပြတာက အခုနာကသူမဒီနာမှာတငယ်ချင်းနဲ့အတူထမင်းထိုင်စာနေတယ်။အဲအချိန်မှာအရက်မူနေတဲ့တရခန့်ရှောက်လာတာကိုတွေ့တယ်။ ဒီလိုနဲ့သူမလည်းတရက်ခန့်သူမကိုအဲ့လိုလုံးမဲမထင်တော့သူမဘာသာသူမထမင်းဆက်စားခဲ့ပြီးခဏအကြတော့တရက်ခန့်ဟာအနောက်ကနေသူမကိုအတင်းဝင်ဖက်ခဲ့တယ်ဒီလိုနဲ့သူမလည်းယုံကန့်ပြီးတရက်ခန့်ကိုစောင့်ကန့်ခဲ့တာဖြစ်တယ်လို့ခွန်လီဆိုတဲ့ထိုင်းအမျိုးသမီးမှပြောပြပါတယ်နောက်ပြီးထိုင်းတရင်တောက်တေမှခွန်လီဆိုတဲ့အမျိုးသမီးကိုအမအနေနဲ့အယက်မူနေတဲ့ယောက်ျားတယောက်ကိုကန်တာမကြောက်ဘူးလားသူ့ကိုရောအမှုဖွင့်အောင်မလာလို့မေးတော့ခွန်လီဆိုတဲ့ထိုင်းအမျိုးသမီးပြောတာက အမယောက်ျားဆိုဘယ်ယောက်ျားကိုမှမကြောက်ဘူးအခုလို့ယောက်ျားတွေကိုကန်လာပေါင်းလဲများပြီအမှုကတော့မဖွင့်တော့ဘူးအခုသူကထိုင်းရဲတွေရဲ့လက်ထဲမှာဒီအမှုကိုထိုင်းရဲတွေပဲဆုံးဖြတ်သွားမှာဖြစ်တယ်လို့ခွန်လီးဆိုတဲ့အမျိုးသမီးမှပြောပါတယ် နောက်ပြီးတရခန့်ရဲ့မိမအသက်35နှစ်အရွယ်မအီအီထွေးဆိုတဲ့အမျိုးသမီးပြောပြတာကညနေကယောက်ျားဖြစ်သူသူငယ်ချင်းနဲ့အရက်သွားတောက်တာကိုတီးတယ်ပြီးသွားတော့သူငယ်ချင်းယောက်ျားကိုအခန်းပြန်လာပို့တယ်အခန်းကိုပြန်ရောက်တော့ယောက်ျားဖြစ်သူဟာတောင်းညံ့နေတယ်အဲ့ထက်အရင်ဘာတွေဖြစ်ခဲ့တဲ့ဆိုတာကိုတော့သူမမသိဘူးလို့တရခန့်ရဲ့မိမမအီအီထွေးဆိုတဲ့အမျိုးသမီးမှပြောပါတယ် နောက်ပြီးထိုင်းတည်င်းမှပြောတာကလက်ရှိမှာတရက်ခန့်ဖြစ်သူကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးထားပြီးတကယ်လို့ထောင်ချခံရမယ်ဆိုရင်တော့ပြန်လုလာတဲ့အခါမှာထိုင်းအစိုးရအနေနဲ့တရက်ခန့်ကိုမြန်မာပြည်ကိုပြန်ပို့သွားမှာဖြစ်တယ်လို့ထိုင်းတည်င်းမှပြောပါတယ်။